အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြမယ့်ပုံပြင်ကလေးကတော့ကြယ်များကိုခိုးယူသွားသောဆုံးမကြီးဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်ကွယ်တခါတော့ကတာယာလှပတဲ့အတိုင်းပြည်ကြီးတပြည်မှာလာယာဆိုတဲ့မင်းသမီးလေးတစ်ပါးရှိတဲ့ကွယ်အဲ့ဒီမင်းသမီးလေးဟာညာဘက်တွင်မှာကောင်းငင်ပေါ်မှာလဲလက်တော့ပါနေတဲ့ကြယ်ပွင့်တွေကိုကြည့်ရတာကိုတိတ်ကိုသဘောကျတဲ့ကွယ် မင်းသမီးလေးလိုင်ယာနေထိုင်တဲ့တိုင်းပြည်ရဲ့နီနာတိုင်းပြည်မှာတော့ရဲရင်ပြီးတော့ပျော်ပျော်နေတတ်တဲ့မင်းသားလေးလီယိုနေထိုင်တဲ့ကွယ်အဲ့ဒီမင်းသားလေးဟာမိတုံမိတုံကျဲကလေးတွေစီကလာတဲ့အလဲရောင်ကိုအားပြုပြီးတော့ညဘက်တွင်မှာရင်းစီလေးချင်းလေးရှိတဲ့ကွယ်တညမှာတော့ကောင်းကင်ပေါ်မှာရှိတဲ့ကျဲကလေးတွေအားလုံးဟာလုံးဝပြောက်ွယ်သွားတော့တာပေါ့ကွယ်ကောင်းကင်ကြီးတစ်ခုလုံးဟာ လုံးဝကိုအမှောင်ကျသွားတော့တာပေါ့တိုင်းသူပြည်သားတွေအားလုံးကလည်းအမှောင်ကျသွားတဲ့ကောင်းကင်ကြီးကိုကြည့်ပြီးတော့ထိတ်လန့်ကြောက်ရွံ့နေတော့တာပေါ့ကွယ်မင်းသမီးလေးလာယာကလည်းပျောက်ဆုံးသွားတဲ့ကြယ်တွေကို ပြန်ရှာဖို့အတွက်ဆုံးဖြတ်လိုက်တော့တာပေါ့ကွယ်မင်းသားလေးလီယိုကတော့ဒီကြယ်တွေကိုတယောက်ယောက်ကခိုးယူသွားတာပဲဖြစ်လိမ့်မယ်ငါတို့ဒီကြယ်တွေကိုပြန်ချကြရအောင်လို့သူ့ရဲ့တပည့်တွေကို ပြောလိုက်တော့တာပေါ့ကွယ် ဒီလိုနဲ့မင်းသမီးလေးလာရာဟာပြောက်ဆုံးသွားတဲ့ကြယ်တွေကိုရှာဖွေဖို့အတွက် သူ့ရဲ့တမ်းကြီးကနေထွက်ခွာလာပါတော့တယ်။ထို့နည်းတူပဲမင်းသားလေးလီယိုကလည်းကြယ်တွေကိုပြန်လည်ရှာဖွေဖို့အတွက်သူ့ရဲ့တမ်းကြီးကနေထွက်ခွာလာပါတော့တယ်။မင်းသားလေးနဲ့မင်းသမီးလေးတို့နှစ်ယောက်ဟာလက်ဆိုင်လာတဲ့တောင်ကြီးရဲ့တနေရာအရောက်မှာတွေ့ဆုံသွားခဲ့ကြတဲ့ကွယ်ပြီးတော့သူတို့နှစ်ယောက်ဟာကြယ်တွေကို အတူတူ ဆက်လက်ရှာဖွေကြဖို့အတွက်သဘောတူလိုက်ကြတော့တာပေါ့သူတို့တွေဟာလမ်းတစ်ချောင်းလုံးမှာပေါင်မဲလွန်းလာတဲ့ကောင်းကင်ယံကြီးနဲ့အတူထုထဲလွန်းလာတဲ့တောင်ကြီးတွေကိုဖြတ်တန်လာရတော့တာပေါ့ခွေနောက်ဆုံးမှာတော့သူတို့ဟာလှိုင်ငူကြီးတစ်ခုရဲ့ရှေ့ကိုရောက်သွားကြတဲ့ခွေအဲ့ဒီလှိုင်ငူကြီးရဲ့ရှေ့မှာတော့ကျဲတွေထဲ့ထားတဲ့တောက်ပနေတဲ့ဖန်ပလင်းတစ်ခုကိုကင်ဆောင်ထားတဲ့ဇာရာလို့ခေါ်တဲ့ဆုံးမကြီးတရား ရက်နေတဲ့ကွယ်ဟေးဂျယ်ရီကိုခိုးယူသွားတာမင်းလားအခုချက်စင်ဂျယ်ရီကို သူ့နေရာမှာတွားပြန်ထားလိုက်စမ်းပါမင်းသားလေးကသူ့ရဲ့ဌာနဲ့ရှင်ရွယ်ပြီးပြောနေပေမဲ့လေဆုံးမကြီးကတော့ပြန်လည်တိုက်ခိုက်ခြင်းမပြုခဲ့ပါဘူးပြီးတော့ဒီလိုရှင်းပြလိုက်တဲ့ကွယ်ငါဟာစွမ်းအားတွေကိုပုံမရရှိဖို့အတွက်ဒီကျယ်ကလေးတွေကိုခိုးယူခဲ့ခြင်းမဟုတ်ပါဘူး ဒီကျဲကလေးတွေဟာတချိန်ကငါအမေနဲ့ငါရဲ့အမှတ်တရတွေကို ပြက်လက်သတိရစေတာကြောင့်ကျဲကလေးတွေကိုရယူခဲ့ခြင်းပဲဖြစ်ပါတယ်။ဆုံးမကြီးဟာ ဝန်းနေပြီးတော့အချီးကျန်ဆန်နေပုံပေါ်တာကြောင့်မင်းသမီးလေးဟာဆုံးမကြီးကို ကြည့်ပြီးတနာစိတ်ဝင်သွားတော့တာပေါ့ကွယ်။မင်းပါကိုဆိုလိုတာလေ။ဆုံးမကြီးဟာဖန်ပလင်းလေးကိုဖွင့်ပေးလိုက်တဲ့အခါမှာတော့ကျဲကလေးတွေနဲ့အတူသူမရဲ့ငယ်ဘဝပုံရိပ်လေးတွေဟာ ထွက်ပေါ်လာတာကို တွေ့လိုက်ရတဲ့ကွယ်အဲ့ဒီပုံရိပ်လေးတွေထဲမှာဆိုရင်ဆုံးမလေးစာရာဟာသူမရဲ့အမေနဲ့အတူကြဲကလေးတွေကိုပျော်ရွှင်စွာနဲ့ရေတွက်နေတာကိုတွေ့ရတဲ့ကွယ်ပြီးတော့သူမရဲ့အမေက သမီးလေးအထီးကျန်တယ်လို့ခံစားရတိုင်းကြဲကလေးတွေကိုကြည့်လိုက်ပါမေမေကသမီးလေးနဲ့အတူအမြဲတမ်းရှိနေတယ်နော်လို့လည်းပြောလိုက်တာပေါ့ကွယ် ဇာရာရဲ့အမေတိတ်ဆုံးသွားတဲ့အခါမှာတော့ဇာရာလေးဟာနှက်ဆိုင်လာတဲ့တောအုပ်ကြီးထဲမှာတယောက်တည်းကြံနေခဲ့တော့တာပေါ့ကွယ်။အဲ့ဒီအချိန်ကနေစပြီးတော့သူမဟာကြဲကလေးတွေကိုဘယ်တော့မှမတွေ့ခဲ့ရတော့ပါဘူး။ငါ့အမေရဲ့နှွေးထွေးမှုတွေကို ပြန်လည်ခံစားနိုင်မှုအတွက်ကြဲကလေးတွေကိုခွင့်ပြုခဲ့ခြင်းပဲဖြစ်ပါတယ်။မင်းသမီးလေးလိုင်ယာဟာဆုံးမကြီးရဲ့စကားကိုနားထောင်ပြီးတဲ့အခါမှာတော့ စိတ်မကောင်းဖြစ်ပြီးမျက်ရည်တွေဝဲနေမိတော့တာပေါ့ကွယ်။မင်းသားလေးလီယိုကလည်းဒေါသတွေပြည်လျော့သွားပြီးတော့စောဘကြီးကိုရှိန်ရထားတဲ့သူ့ရဲ့ဓာတ်ကိုပြန်လဲရုပ်သိမ်းလိုက်တဲ့ကွယ်။မင်းရဲ့အမေကကျင်လေးတွေကိုရှစ်တယ်ဆိုတာကျင်လေးတွေရဲ့အလင်းရောင်ကို တကဘာလုံးနဲ့ညှဝီပြီးဖြန့်ဝီပေးချင်တာပဲဖြစ်မှာပါ။ဒီလိုမျိုးဖန့်ပလင်းနဲ့မှထည့်ပြီးတင်ထားစီချင်မှာမဟုတ်ဘူး။ ဆုံးမကြီးဟာမင်းသမီးလေးရဲ့စကားကိုသဘောပေါက်သွားတဲ့အခါမှာတော့ဖန်ပလင်းလေးရဲ့အဖုံးကိုပြန်ဖွင့်ပေးလိုက်ပါတော့တယ်။ဖန်ပလင်းထဲမှာရှိတဲ့ကြဲကလေးတွေဟာ ပိုဆုံးကျူးကလေးတွေလိုပဲတဖြည်းဖြည်းနဲ့ကောင်းကင်စီသို့ပြန်တက်သွားတော့တာပေါ့ကွယ်။အဲ့ဒီအခါမှာတော့ကောင်းကင်ရန်ကြီးဟာ နောက်ထပ်တစ်ဖန်ပြန်လည်နင်းတော့တောက်ပလာပါတော့တယ်။ သူ့အမေဆုံးပြီးတဲ့နောက်ပိုင်းဘယ်ရောကမှ ပြုံးရခြင်းမရှိခဲ့တဲ့ဆုံးမကြီးကလည်းအခုအခါမှာတော့ပြန်လည်ပြုံးရွှင်လာနိုင်ခဲ့ပါပြီ။အဲ့ဒီနေ့ကနေစပြီးတော့ဆုံးမကြီးဟာဘယ်ရောမှအထူးကြံစည်ခြင်းမရှိတော့ပါဘူး။သူဟာမင်းသားလေးနဲ့မင်းသမီးလေးတို့ရဲ့တိုင်းပြည်တွေကိုမကြခဏသွားရောက်လည်ပတ်ပြီးတော့အဲ့ဒီတိုင်းပြည်မှာရှိတဲ့ကလေးလေးတွေကိုဟောပညာနဲ့ကြယ်ကလေးတွေအကြောင်းကိုသင်ကြားပေးတတ်တဲ့ကွယ် ပြီးတော့ဆုံးမကြီးမင်းသားလေးနဲ့မင်းသမီးလေးတို့ဟာအကောင်းဆုံးမိတ်ဆွေတွေဖြစ်ခဲ့ကြတယ်ကွယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ်။နောက်ရက်တွင်မှလည်းဘလို့ပုံမြင်ကလေးတွေကိုတက်ဆက်ပေးအောင်လဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါအောင်ကွယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။